ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ထိုင်းမြန်မာနေဆက်ကရင်ပြည်နယ်မြဝတီဝေါ်လေလမ်းပိုင်းကစစ်ကောင်စီရဲ့တစ်ဘောဘိုးဆက်စခန်းကို KNU နဲ့ PDF ပူးပေါင်းတပ်တွေကဇွန်လ3ရက်နေ့ညနေပိုင်းမှာသိမ်းပိုက်လိုက်တယ်လို့ဒေသရင်းစီရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။ KNU နဲ့ PDF တွေကအဲ့ဒီလိုသိမ့်ပိုက်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေသူတို့တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကိုမှားပြီးဘုံကျဲတိုက်ခိုက်ခဲ့လို့ စစ်သား30ကျော်လောက်တေဆုံခဲ့တယ်လို့လည်းဒေသရင်းသတင်းတွေကဆိုပါရယ်လက်ရှိမှာတော့တစ်ဘောဘိုစကန်ကို KNU နဲ့ PDF တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကလက်နက် KN တွေလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်အဲ့ဒီစကန်သိမ်းတိုက်ပွဲကိုကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ကကရင်လွတ်မြောက်ရေးတပ် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်မဟာမိတ်တွေကမေလ28ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ် ထိုင်းမြန်မာနယ်စပ်မှာတော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်ဖို့စစ်ကောင်စီတပ်စခန်း၄ခုပဲကျန်ရှိတော့တာဖြစ်ပြီးအဲ့ဒီစခန်းတွေကတော့ဥကရိတ်ထဝေါ်လီဘူဟာကုန်းတိသေးလေစခန်းချီကပလီစခန်းတို့ဖြစ်ကြပါရဲ့ရှင်